သူကမင်းကြီးဖြောင်းပြတယ်။ဒါတော့ဒီစင်းရဲမှန်သမျှအိုလို့စင်းရဲတယ်၊ငါလို့စင်းရဲတယ်၊ဒေလို့စင်းရဲတယ်ဆိုတာဟော။ဣဒ္ဓကမင်းသားကလက်မခံဘူး။တချို့သောအိုးတဲ့လူတွေကမစင်းရဲဘူး။တချို့သောနာတဲ့လူတွေကမစင်းရဲဘူး။ချို့သောဒေတဲ့လူတွေကဒေခြင်းလို့ကိုဒေတာမစင်းရဲဘူး။အဲကြောင့်မလို့တဲ့ရုပ်တို့ရဲ့အခုချိန်ကနေစပြီးတော့ဣဒ္ဓမင်းကြီးနဲ့ ဥပ္ပတ္တမင်းသားတို့ရဲ့အယူဆဟာပွဲလို့လာတယ်။ဆန့်ကျင်ဘက်ဖြစ်လာတယ်။အဲ့ဒါဆိုလို့ချင်းဥပ္ပတ္တမင်းသားရဲ့အယူဆကလူများရဲ့အယူဆနဲ့မတူတော့ဘူး။ဟုတ်ပြီလေ။ဒီနေ့ရောဒီနေ့အထစ်ထိပ်ပဲပိုလို့ဆင်းရဲတယ်၊နာလို့ဆင်းရဲတယ်၊ဒေလို့ဆင်းရဲတယ်ပဲကြည့်နေမဟုတ်လား။အဲ့ဒါဆိုရင်ဒီခန္ဓာ၅ပါးမှာဒီခန္ဓာရှိရင်ဆင်းရဲတယ်ဆိုလို့ချင်းဘာဖြစ်လို့24နိုင်မကုန်ပဲနေလား။ ဒီခဏတော့24နှစ်ရှိနေစင်းရဲဆိုလို့ရှိရင်ယောဂီတို့ဟာအများနဲ့ငိုကြွေးနေရမှာပေါ့တချို့ချိန်တွေဆိုရီတောင်းရီနေပျော်တောင်းပျော်နေသေးတယ်ခန္ဓာကြီးရှိတာပဲသူတို့ဘာလို့ပျော်ဒါဆိုလို့ရှိရင်ယောဂီတို့အယူဆတစ်ခုဟာဘယ်လိုလဲဆိုတော့အယူဆတစ်ခုဟာအကြောင်းမှမဟုတ်ဘူးဒီအကြောင်းမှမဟုတ်ဘူးဆိုလို့ရှိရင် complain တက်တာစောရကတွေတက်လာတယ်အဲ့ဒါညင်းလို့မရအဲ့ဒီအယူဆမမှန်ဘူးယောဂီဒါဆိုရင်ဒေါက်တာလူတွေကိုတွေ့လို့လူနာတွေကိုတွေ့လို့လူသေးတွေကိုတွေ့လို့ ဲ့ဒီလိုအနာသေးတွေကိုတံဝေကရလို့အဲ့လိုဖြစ်တာတွေကိုကြောက်လို့တော့ထွက်တယ်ဆိုတာရုပ်ပြီးတော့ယူမိမိတပုံစားရဲ့တံဝေကဒီဆင်းရဲတွေရဲ့အကြောင်းတစ်ခုကြောင့်ဆင်းရဲတယ်အဲ့ဒီအကြောင်းတွေကြောင့်တတ္တဝါတွေအားလုံးဆင်းရဲနေရတယ်ဒီအကြောင်းတွေကင်းရဆင်းရဲချုပ်ငြိမ်းရကိုရှာကြမယ်ဆိုလို့ရှိရင်လောကတစ်ခုလုံးအတွက်တွက်ဖြစ်တာမဟုတ်လားဒါဆိုလို့ရှိရင်ရုပ်ပြီးတော့ဒါကမင်းသားရဲ့တွတ်ထက်တာမိမိတကူရေးချမ်းသာဖို့အတွက်ဥနာတိလွတ်ဖို့အတွက် တောထွက်တာလားလောကသားအလုံးဆင်းရဲကလွတ်ကင်းဖို့တောထွက်တာလားဒါပေမဲ့လည်းကျုပ်တို့အနဲ့အဖွင့်ရေးထားတဲ့အထက်မှာတာမန်လူတမန်တို့ရဲ့တံဝေကညံလို့ပဲရေးထားလူတမန်တို့ရဲ့တံဝေကညံဆိုလို့ရှိရင်ယုတ်လို့ဒီလိုပိတ်တတ်မင်းသားဟာတာမန်သမုဒ္ဒတိဖြစ်နေမှာဖြစ်နေမှာကိုချမ်းသာပြီးပြီလို့ဘာရှာစရာလို့ ကိုနာတယ်လွတ်ရရပြီဘာရှာစရာလိုလဲဘာလောဘဟောစရာလိုအခုဟောတယ်ဆိုရဲအဲ့ဒီသေးကတံဝဇညာဟာကိုတကိုယ်တည်းတဲ့တံဝဇညာညာမဟုတ်ဘူးရဲ့ဘယ်လောကသာအာလုံးတဲ့တံဝဇကညာမဟုတ်လားအဲ့ဒီဆုံးဖြတ်ချက်ဟာပါမန်ဆုံးဖြတ်ချက်မဟုတ်ဘူးဘယ်လိုလဲပါမီတက်ကရှိတယ်ယောက်ျားမြတ်တယ်ဟာဒီလိုတွေးကော်မျောမြင်မိပြီဆိုလို့ရှိရင်အဲ့ဒီကိုမယောင်မချင်းအသက်ပင်တေးတေးမစွန့်လို့တော့ဇွဲလုံးလာဖြစ်တော့အောင် 今年的，今年就给我阿家的。